င်းကြီးနောင်တပ်ဖွဲ့ကဖွင့်လှစ်မဲ့စနိုက်ပါတနန်းအတွက်တနန်းတက်ရောက်လူကြတဲ့တပ်သားတွေဖိတ်ခေါ်နေရလို့ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ကမေလ22ရက်နေ့မှာထုတ်ပြန်လာပါတယ်။ CNO CNDF ရဲ့ပြင်ကြားရေးတာဝန်ခံက တနင်္ဂနွေကိုနှစ်လသတ်မှတ်ထားပါရယ်ကျွန်တော်တို့စုံမှုနေမြေထဲမှာပဲဖွင့်လက်သွားမှာပါလောလောဆယ်တော့လူကြီးကန့်တက်ထားတာမရှိသေးပါဘူးစိတ်ပါဝင်စားပြီးတနင်္ဂနွေတက်ရောက်သူတွေချိုတင်စုံစမ်းပြီးစရင်ပေးသွင်းနိုင်ပါတယ်လို့ပြောလာပါတယ်အဆိုပါတနင်္ဂနွေကိုဇွန်လ9ရက်နေ့ကနေဩဂုတ်လ9ရက်နေ့အထိနှစ်လကြာဖွင့်လက်တင် जा ပေးသွားမယ်လို့သိရပါတယ်ကျွန်တော်တို့ချင်းညောင်ရဲဘော်တွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်ဖို့ရည်နဲ့နောက်တစ်ခုကတော်လန်ကြီးမှာပါဝင်နေပြီးတော့ဆက်အာနာရှင်ကိုတိုက်ထုတ်နေတဲ့တော်လန်ကြီးရဲဘော်အလုံးအတွက်ရည်ရွယ်ဖွင့်လက်ရတာလို့ပြောလာပါတယ် CNO CNDF ကဖွင့်လှစ်မဲ့ sniper တန်းတန်းကိုတက်ရောက်လူသူတွေအနေနဲ့လဲစုံစမ်းဆက်သွယ်မင်းမြန်ကချုပ်တင်စင်းပေးသွင်းနိုင်တယ်လို့ပြောလာပါတယ်အခုဖွင့်လှစ်တဲ့ sniper တင်းတန်းပြီးဆုံးတဲ့နောက်ပိုင်းမှာ drone တင်းတန်းတွေတက်မှတ်ဖွင့်လှစ်နိုင်ဖို့စီစဉ်နေရလို့ CNO CNDF ကနေသိရပါတယ်